်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။စစ်ကောင်မရှင်ကအရေးပေါ်အခြေအနေကြီးညာထားတဲ့အတိုင်းနဲ့ပြည်နယ်၉ခုကမြို့နယ်63ခုကိုနောက်ထပ်ရှပ်ပေါင်း90အရေးပေါ်အခြေအနေဖြစ်ဆက်လက်ကြီးညာကြောင်းအော်တိုဘာလ31ရက်နေ့ကထုတ်ပြန်ခဲ့ပါဗျာ။ 2025ခုနှစ်ဇူလိုင်လ31ရက်နေ့မှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်ဦးဆောင်တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကတိုင်းနယ်ပြည်နယ်၉ခုမှာရှိတဲ့မြို့နယ်ပေါင်း63မြို့နယ်ကိုရက်60ကြာအရေးပေါ်အခြေအနေကြီးညာခဲ့ပြီးဒါကိုအော်တိုဘားလ31ရက်နေ့ကနေနောက်ထပ်ရက်ပေါင်း60ကြာအတီးဖြစ်တယ်လို့ယာယီသမရအဖြစ်ခံယူထားတဲ့မြောင်းလိုင်ကထုတ်ပြန်ခဲ့တာပါ။ ဒီမြို့နယ်63မြို့နယ်ထဲမှာအာရခတပ်တော်အေးထိန်းချုပ်ထားတဲ့မြို့နယ်15ခုပါဝင်နေပါတယ်။နောက်ပြီးမကြသေးခင်ကစစ်တပ်ကပြန်လဲထိန်းချုပ်ခဲ့တဲ့ရှမ်းပြည်နယ်ကတီဘောမြို့နယ်နဲ့ကြောင်မဲမြို့နယ်တို့လည်းဆက်လက်ပါဝင်နေတာဖြစ်ပါတယ်။အရေးပေါ်အခြေအနေအဖြစ်တက်တန်းတိုးချောင်းကျင်းညာထားတဲ့မြို့နယ်63မြို့နယ်ကိုစစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့ပြီး စေုပ်ချုပ်ရေးအာဏာကိုတက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုတွေကိုအနှင်းထားတာကဆက်လက်အတီးဖြစ်တယ်လို့တက်ချုပ်ယုံကစေုပ်ချုပ်ရေးအမိန့်အမှတ်၃မြင်းချောင်း2025ကိုအော်တိုဝါလာ31ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်ရှင်။မိုးကုတ်မြို့ကိုကာကွယ်ဖို့ဒေတာတွင်းကာကွယ်ရေးအဖွဲ့တွေအကုန်လုံးညှိနှိုင်းတိုင်ပင်ဆွေးနွေးနေကြတယ်လို့မိုးကုတ်ပကဖတာဝန်ရှိသူကပြောပါတယ်။ မိုးကုန်းမြို့လုံချုံရေးဟာအောက်ဖက်မှာရှိတဲ့စင်ကူမတရားတပိတ်ကျင်းနယ်တွေအထိတက်ရောက်မှုရှိနေတယ်လို့ဆိုပါတယ်။ဒီသတင်းကိုတူတာချမ်းသာပေးပို့ထားတာပါရှင်။တန်တမ်ရော DNL ကစစ်ကောင်စီနဲ့အပြည့်ရဆဲပြီးမိုးကုန်းမြို့ကိုပြန်လွှဲပေးမယ်လို့အောက်တိုဘာ29ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပြီးနောက်ထင်းချုံနယ်မြို့ကိုဆက်လက်ကာကွယ်မယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကပြည်သူကိုအသိပေးခဲ့တာပါ။ DNL ကဆုံးခွာသွားမှာဖြစ်ပေမဲ့ဒေသကာကွယ်ရေးအဖွဲ့တွေကလုံခြုံရေးအတွက်လိုအပ်တဲ့နေရာတွေမှာနေရာယူထားပြီးမြို့ကိုအလွယ်တကူလက်လွတ်မှာမဟုတ်ဘူးလို့မိုးကုတ်ပကဖတာဝန်ရှိသူကပြောပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့ဒီဒေသပြောင်းလာရှိတဲ့ကာကွယ်ရေးအဖွဲ့တွေ PDF တွေနဲ့အကုန်လုံးဒီနိုင်တိုင်းနဲ့ဆောင်ရွက်ဆွေးနွေးနေကြတယ်ပေါ့နော်။ကျွန်တော်တို့မြို့ကို DNL ကပြန်လည်ပြောဆက် ော်မရှင်လက်ထဲကိုပြန်ပေးလိုက်ပေမဲ့လို့ကျွန်တော်တို့နေပြီးပါတော့ကွန်မြူကိုရောက်ဖို့တက်နိုင်လို့စစ်ကော်မရှင်လက်ထဲကိုပြန်လဲကြားရောက်မတော်အောင်ကျွန်တော်တို့နေနေကတော့ကာကွယ်မှုတွေလုံဆောင်နိုင်မှုတို့အများကြီးစူးစမ်းပြီးပြင်ဆင်နေကြတာလည်းရှိပါတယ်။ဒါဟုတ်ဒီ UI ရဲ့ PR အကြောင်းမလို့ DNL ပုံမှာပြစ်ခတ်ရစေပုံစံမျိုးလုပ်လာနိုင်တယ်ဆိုလို့ရှိရင်ဘိုးဘိုးရဲ့အောက်မှာရှိနေတဲ့စင်ကူမရိယာပေါ့နော်တရီချင်းတချို့အတော့စစ်ကော်မရှင်ရဲ့ PR ပြင်ဆင်ရမှုတွေကပို့ပြီးတော့တိုးလာနိုင်။နောက်ထပ်သူတို့ရဲ့ပြင်မဲ့ဒီ AI တို့မဟုတ် AI ဖြစ်လာနိုင်တဲ့ညာမှုတွေပေါ့။အားတွေကိုလည်းဒိုင်းလာမနဲ့တိုင်းနေနေတဲ့ တရှိနားလည်ထားပြီးသားလည်းဖြစ်ခြင်းလည်းဖြစ်ပါလိမ့်မယ်။ DNL ကမူကုံမြို့ကိုလက်လွတ်မယ်လို့သတင်းထုတ်ပြန်ခဲ့တဲ့အောက်တိုဘာ29ရက်နေ့မှာပဲမန္တလေးတိုင်းစင်ကူးမြို့နယ်စကိုင်းတိုင်းကြောက်မြောင်မြို့ကိုဆက်သွယ်ထားတဲ့ရန်နာတင်ခတတာမိုင်းခွဲခံရတာကြောင့်ကြိုးကြပျက်စီးခဲ့ပါတယ်။ တရားရဲ့စကိုင်းကြောက်မြောင်မျိုးဘက်ခြမ်းမှာစစ်ကောင်စီကတက်ဆွဲထားတာဖြစ်ပြီးစင်ကူဘက်ခြမ်းမှာတော့ကာကွယ်ရေးတပ်တွေထင်းချုပ်ထားတာဖြစ်ပါတယ်။မိုးခုတ်မိုးမိတ်ဘက်ကိုတရားနယ်လေးကတော့စစ်တပ်ဘက်ကိုပြန်ပေးလိုက်တဲ့အတွက်ကျွန်တော်တို့မြေပြန်တော်လိုင်းအင်းသမားတွေရောပြည်သူတွေတွေ့တဲ့ရောတော့ခက်ခဲတွေတော့ရှိနိုင်တယ်လို့တော့ကျွန်တော်သုံးသပ်မိပါတယ်။စင်ကူတရားကိုပြစ်စည်းသွားတဲ့နောက်မှာတော့ကျွန်တော်တို့စင်ကူနောက်ချမ်းတပတ်လည်လုံးကိုစစ်တပ်ဘက်ကနေလေကြောင်းတိုက်ခိုက်မှုတွေခက်ဆစ်ဆိတ်လုပ်လာတယ်။ဒရုန်းနဲ့တိုက်ခိုက်မှုတွေရောရွှေဘိုရှေ့ချမ်းကြောင်မြောင်းတမခခွေးချမ်းနေပြီးတော့ အရှိဘက်ကိုဒီဟောင်းဝင်တာလက်နဲ့ကြီးတွေပြစ်တာရောခက်စိတ်စိတ်လေးလှုပ်လာတာကိုတွေ့ရပါတယ်ဗျပြည်သူတွေကတော့အရင်ကလည်းဒေါ်လာရေးနဲ့စစ်တပ်တွေတိမ့်ပိုက်ပြီးတဲ့နောက်မှာတော့သွာလာကတော့မရှိကြပါဘူးဗျအဲဒါကတော့အခုနောက်ပိုင်းတော့ဘလို့ကျိုးသက်ဖြစ်လာမယ်လေဆိုတော့မခံမှန်းတတ်ဘူးဖြစ်နေတယ်ဒေါ်လာရေးကာလမှာတော့ကောင်းကျိုးဆိုတော့စက္ကစတွေတော်နဲ့ကူးမလာနိုင်တဲ့အကြောင်းရင်းတွေတော့ရှိတော့ဗျာ မိုးကုံမြို့ကို GNL ကလက်လွတ်မယ်လို့ကြေညာပြီးနောက်ပိုင်းမန္တလေးဒေသတွင်ကာကွယ်ရေးအဖွဲ့တွေကမိုးကုံမြို့ကိုဝိုင်းဝန်းကာကွယ်မယ်လို့ကြေညာချက်တွေဇက်တိုက်ထုတ်ပြန်ထားပါတယ်။ဒီမိုးကုံမိုးမိတ်ကိုလက်လွတ်တာကလည်းဒါအကြောင်းတစ်ခုနဲ့တပိုင်းပေါ့နော်။ကျွန်တော်တို့ဘက်ကပြန်လည်ပြီးတော့ကိုလို့ဆရာရှိတာကိုလုပ်ရမယ်အနေထားမျိုးလို့ပြောချင်ပါတယ်။ဒီ MYPDF တို့ပါလို့ဆိုတာလည်းအရန်အင်အားတောင်းတင်းပြီးတော့တိုက်ရိုက်ခိုင်းလေအများကြီးရှိခဲ့ကြတယ်။နောက်တက်ကြီးတစ်ခုလိုလည်းဖြစ်နေတာဖြစ်တဲ့အတွက်ဘာဖြစ်ဖြစ်ထိမ့်သိမ့်မယ်ကာကွယ်မယ်ပေါ့နော်။တုံ့ပြန်မယ်ပေါ့။ဒေါ်လာရင်းကိုတစိုက်မတ်မတ်လုံနေရင်နဲ့ကုဒေတာကိုရာပြီးသား တော့ဘယ်သူမှပြန်ပေးမှာမဟုတ်တယ်လို့ရတဲ့နီးနဲ့တုံ့ပြန်မှာတော့တည်ကြပါတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်။စစ်ရေးတွေကတော့လက်ရှိလည်းပြင်းထန်နေတာပါပဲ။ဒီတဲ့ပူပြီးတော့လည်းပြင်းထန်လာနိုင်တဲ့အခြေအနေတွေကတော့ရှိနေလားအသေးချပါပဲ။အလုံးပူပြီးလုံနိုင်ဖို့ပဲအရေးကြီးတယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်။မိုးကုံမြို့နယ်မုံမိတ်မြို့တွေကို2024ဇူလိုင်လအတွင်းမှာ GNL နဲ့မှာမိတ်တွေကတင်ယူခဲ့တာဖြစ်ပြီးတနည်းကြော်အကြမ်းမှာပြန်လည်လက်လွှတ်ရမယ့်အခြေအနေဖြစ်လာတာပါ။ ကျေးဇူးများညခုစစ်စင်ရေးဒုတိယလိုင်းစကလေးကတရုတ်ဆိုရကမြောက်ပိုင်းမှာမိတ်တွေကိုဖိအားပေးတာတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးအခုအောက်တိုဘာ၂ရက်နေ့ကနေလက်ရှိချိန်ထိ TNL ထိန်းချုပ်မြို့ရွာတွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေညစ်ညပြုလုပ်ခဲ့တာကြောင့်မိုးကုံးနဲ့မုံမင်းမြို့ကိုလက်လွတ်ပြီးအပြစ်ရဖို့ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်လို့ TNL ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးက TVP ကိုရှင်းလင်းပြောဆိုထားပါတယ်။ကျွန်တော်ဒုတချန်တာပါ။ င်ကံပက်လက်မြို့ကိုပြီးခဲ့တဲ့အော်တိုဘာလ24ရက်နေ့မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့ပါဗျ။ပေါင်900ဘုံ၃လုံးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တဲ့အတွက်မြို့သမီးနှစ်ယောက်နဲ့အမျိုးသားတစ်ယောက်သေဆုံးခဲ့ပြီး10ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါဗျ။ဒဏ်ရာရသူတွေလည်းစေဝါကုသမှုခံယူနေကြရပြီးတချို့ကဒဏ်ရာပြင်းထန်တဲ့အတွက်စိုးရိမ်နေရတယ်လို့ဒေသခံတွေကပြောပါဗျ။ကာကွယ်ရေးတပ်ဖွဲ့တွေတင်ပိုက်ထားတဲ့မြို့ဖြစ်ပေမဲ့စစ်ကောင်စီတကလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့မြို့ရဲပြန်မနေရကြရတယ်လည်းရှိရလို့စစ်ပေးဆောင်ကူညီပေးနေသူတယောက်ကပြောပါတယ်။တန်ရာရတဲ့လူက73ယောက်လို့ပြောကြတယ်။ဒါဆုံးတာက3ယောက်ပေါ့နော်။တန်ရာရတဲ့လူတွေကတော့သူတို့စေကူတာမို့လို့တဲ့လူကကူတာနေတာမျိုးတော့ရှိတာပေါ့နော်။ဒါပေမဲ့လောလောဆယ်မြို့အထက်ကတော့လူတွေတိတ်အရင်ကတည်းကပေါ့လေတိတ်မနေရကြဘူးလေကြောင့်ခဏခဏရှိတော့အခုအဲ့ဒါပို့ပြီးဆုံးမယ်လို့ထင်တယ်လူတွေကတိတ်မနေရတော့ပေါ့။မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့လည်း ကံပတ်လိုက်မြို့နယ်တွင်နေထိုင်သူတွေကိုလူစုလူဝေးဖြစ်နိုင်တဲ့ပွဲလန်းတွေမပြုတ်လို့ဖို့အော်တိုဘားလ26ရက်နေ့ကသတိပေးထုတ်ပြန်ထားပါဗျ။လေကြောင်းရံကာကွယ်ရေးအတွက်လည်းဘုံခိုခြင်းတွေစနစ်တကျတူးခိုင်းထားပြီးလေကြောင်းအနေနဲ့ရှော့ချရေးအသိပညာပေးတာတွေလည်းလှုပ်ဆောင်နေရလို့ဆိုပါရယ်။စစ်ကောင်စီဟာသူတို့ဆုံးရှုံးခဲ့ရတဲ့ဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့အတွက်ပြည်သူအနေနဲ့လေကြောင်းအသည့်တတိနဲ့နေထိုင်ကြဖို့တိုက်တွန်းထားပါရယ်။ပြည်သူအနေနဲ့သက်ဆိုင်ရာအုပ်ချုပ်ရေးကာကွယ်ရေးတာဝန်ရှိသူတွေရဲ့အကြံပြုချက်တွေကိုစောင့်ကြည့်ပြီး ဆက်သွယ်အကြံပေးဖို့ကိုလည်းတောင်းဆိုထားပါတယ် ကျွန်တော်တို့တိုင်းပိုက်ထားပြီးသားနေရာတွေမှာပြည်သူတွေဘေးကင်းလုံခြုံနိုင်ဖို့အတွက်ကကျွန်တော်တို့လိုအပ်တဲ့အရာတွေပြင်ဆင်မှုတွေလုပ်ဆောင်ဖို့လိုအပ်တယ်။အတီကားကကျွန်တော်တို့ပုံခေါ်ခြင်းတွေတူးမယ်။လီအင်တာနေကြရတယ်ဆိုရင်အချိန်နဲ့တပြေးညီအဲ့ဒီပုံခေါ်ခြင်းတွေကိုဝင်ပြီးပုံခေါ်နိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ပြည်သူတွေနေနဲ့ဒီလိုခက်ခဲတဲ့စိတ်ကော်မရှင်ရဲ့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာခက်ခဲတဲ့အရာတွေကိုတွေးကြုံနေရတဲ့ဒါဖြစ်တဲ့အတွက်တိဝရီယာတွေတိတရီတွေနဲ့ ဒီဥဒဆိုင်နဲ့နေထိုင်ကြဖို့လိုအပ်မှာဖြစ်ပါတယ်။ချင်းပြည်တောင်ပိုင်းကံပတ်လက်မြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ23ရက်နေ့ကချင်းပြည်တောင်နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတင်ပိုက်ထားပြီးအုပ်ချုပ်ရေးလုပ်ငန်းတွေဖော်ဆောင်နေတာဖြစ်ပါတယ်။ကျမဒီဝီပါ။ဒီဝီဦးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါ။ကျမတော့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။